မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာသတင်း channel ကနေဒီနေ့စက်တင်ဘာ26ရက်နေ့အတွက်တနေ့တန်ရှင်းပန်းစာနောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်ဒီနေ့အတွက်အရေးကြီးဆုံးသတင်းတစ်ခုကတော့အခုလိုကြောင်ရင်ကြောင်နော်ဖောရဲ့ဓာတ်ကိုမွေးနေပွဲမဖိတ်တလို့သူမင်္ဂလာပွဲမှာတတူသမီးရှန်လေးမလုတ်ခိုင်းခဲ့တဲ့စူပြေသစင်းသတင်းမြန်မာပြည်မှာတစည်းနှဲရှိတဲ့3000တောင်းတန်ပြိုင်ကားကြီးကိုချပြလိုက်တဲ့အချမ်းတောင်ဆုံးတတိမလေး LK တဲ့ တဝင်းမှာချိန်သာဖွင့်ပြီးပလင်ပေါ်တက်တရားဟောတဲ့မြို့သားကိုတန်ဃာတွေဖမ်းဆီးတဲ့တဲ့ရန်ကုန်မြို့မှာဘောလီဝုဒ်ဆက်ဆံဖြစ်သွားတဲ့ပါရမီလမ်းပေါ်ကရှင်ထင်းရဲနဲ့ဆူဆူကီကဖြစ်စဉ်တဲ့အောင်ဆရာကောင်းဆုံးနောက်ဆုံးရသတင်းတစ်ပုဒ်ကတော့ကားဒရိုက်ဘာကိုမြင်မြချင်းချစ်မိသွားတဲ့မော်တော်ပီကယ်ဦးလေးကြီးသတင်းပဲဖြစ်ပါတယ်အခုလိုကြောင်ရင်ကြောင်နော်ဖောင်းရတာကိုမွေးနေ့ပွဲမှာဖိတ်တယ်လို့သူမင်္ဂလာပွဲမှာတတော်သမီးရှန်နေမလောက်ခန်းခဲ့တဲ့ဆူပြေတစိ အချင်းကမြမယုတ်တန်ဆလန်းတွဲလောကမှာပြိတက်တည်းရဲ့နှလုံးသားကိုတင်ပိုက်သွားခဲ့တဲ့တငယ်ချင်း၃ယောက်တွဲကိုမှတ်မိကြအောင်ပါပါ။သူတို့ကတော့ကျင်းဖော်ဆလန်းတွဲမှာပြိတက်ချီရတဲ့တရုတ်ဆောင်နေဖြစ်တဲ့စိုးပြေတစင်ဝေလိုက်နဲ့နော်ဖောင်းရထားတို့ပါပဲ။သူတို့ရဲ့စကားတွေကခင်မင်မှုတွေကအပြင်းမာပါကူဆက်ခဲ့ပြီးပြိတက်တည်းအလုံးကသူတို့ကိုညီမ၃ယောက်လိုချစ်ခင်အားကြခဲ့ကြပါတယ်။ ဒါပေမဲ့ခုတော့အဲ့ဒီခိုင်မာလာပါတယ်ဆိုရင်သူတို့ရဲ့ခင်မင်မှုကမိကွန်းထုတ်စရာတွေဖြစ်လာခဲ့ပါပြီ။အထူးသဖြင့်မင်းသမီးကျော်စုပြည့်တစင်ရဲ့ဘဝရဲ့အခြေကြီးဆုံးနေလေးမှာဝီလာယီကိုဖိတ်ကြားခဲ့ပေးမယ်။နောက်ပိုင်းအထားကိုချန်ထားခဲ့တဲ့အပေါ်မှာပရိသတ်တွေကအကြောင်းရင်းကိုစိတ်ဝင်စားရှာဖွေနေကြပါတယ်။လုံငယ်ရဲ့ရပိုင်းကမင်းသမီးကျော်စိုးပြေတစင်ရဲ့33နှစ်ပြည့်မွေးနေ့ပွဲဟာတကယ့်ကိုပျော်ရွှင်စရာဖြစ်ခင်တာပါ တနေ့တောင်လုံးအလူတန်းနေပြုလုံးညဘက်မှာတော့အမှုပညာရှင်မောင်နှမတွေနဲ့အတူပျော်ရွှင်စရာပါတီကိုဆင်နွှဲခဲ့ပါတယ်။အဲဒီပွဲမှာပဲချစ်သူမင်းသားဟေဝင်ရန်ကတမိုးကြီးပရမညာလက်စွပ်နဲ့တူးထောက်ပြီးလက်ထက်ခွင့်တောင်းခဲ့တဲ့အတွက်စိုးပြေအတွက်တသက်မမေ့နိုင်စရာအမှတ်ရညာလေးဖြစ်ခဲ့ပါတယ်။ ဒီပျော်ရွှင်စရာမြင်ကွင်းထဲမှာတငယ်ချင်းတွေဖြစ်တဲ့ချူလီအောင်ရဲလေးနဲ့ကျင်းပေါ်တငယ်ချင်းဖြစ်တဲ့ဝေလာရီတို့ကိုလည်းအတူတူကပျော်ရွှင်နေကြတာကိုတွေ့ကြရပါတယ်။ဒါပေမဲ့ပရိသတ်တွေရဲ့မျက်လုံးတွေကအလိုလိုရှောက်ဖွေနေမိတဲ့နောက်တစ်ယောက်ကတော့နော်ပေါ်ဟထားပါပဲ။အန်အသင်စရာကောင်းစွာနဲ့နော်ပေါ်တယောက်ဒီပွဲကိုရှောင်မလာခဲ့ပါဘူး။ ပရိသတ်တွေကအစာပိုင်းမှာတော့နော်ဖို့တရားအလုံများလို့မလာနိုင်တာဖြစ်မယ်လို့တွေးခဲ့ကြပါတယ်။ဒါပေမဲ့နောက်ထပ်ထွက်ပေါ်လာတဲ့သတင်းကသူတို့ရဲ့ခင်မင်မှုခြေနေကိုပိုပြီးမေးခွန်းထုတ်စရာဖြစ်သွားစေခဲ့ပါတယ်။အလားကားတော့စုပြင်းနေဟင်းဝီရန်တို့ရဲ့မင်္ဂလာပွဲမှာတတို့သမီးအရှမ်းဖိန်ဝေလာရင်နဲ့ချူလေးတို့ကိုရွေးချယ်ထားပြီးအဲ့ဒီစင်းထဲမှာအခင်ဆုံးတငယ်ချင်းတယောက်ဖြစ်တဲ့နော်ဖို့ရဲ့ဒါမပါဝင်ခဲ့တာပါပဲ။ဒါဟာပရိသတ်တွေအတွက်တော့တော်တော်လေးကိုအားအသင့်စရာဖြစ်ခဲ့ပါတယ်။ မောင်ကြောင့်လေဆိုတော့ကျင်ဖို့ဇလန်တွေးမှာသူတို့တုံ့ရောက်ရဲ့လိုက်ဖက်ညီမှုဒေးချောကလျာမမ်းမမီဆိုတဲ့စက်ကောင်တွေနဲ့အတူတူတယုံဆောင်ခဲ့ကြပုံတွေအတူတူတီးဆိုခဲ့တဲ့ဆန်းဆန်းပြပြတဲစကားတစ်ချင်နဲ့အတူသူတို့ရဲ့ခင်မင်မှုဟာပြည်သက်ရှင်တွေမှာမှတ်တရဖြစ်နေတာပါအခုလို့ဘွားရဲ့ရေးကြီးဆုံးပွဲမှာတယောက်ကိုဖိတ်ပြီးနောက်တယောက်ကိုခြံထားခဲ့တာကတော့သူတို့ကြားမှာတခုခုဆက်ဆံရေးဖူးထိပ်ဖြစ်ခဲ့သလားဆိုတော့စဉ်းစားနေကြတာပါ ပရိသတ်နေကြမှာသုံးသက်ချက်တည်းရာအမြင်အမျိုး क्वे ဒီပါတယ်တချို့ကတော့သူတို့တငယ်ချင်းသုံးယောက်ကြမှာပြောမထွက်တဲ့စိတ်ခံမသိမှုတွေအဖို့ချွတ်တွေရှိနေတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်ဒါပေမဲ့အများစုကတော့ပိုပြီးဖြစ်နိုင်ခြင်းရှိတဲ့အကြောင်းပြချက်တခုကိုယုံကြည်နေကြပါတယ်အဲဒါကနော်ဘောရီတာမအားတာဖြစ်မယ်လို့ဆိုကြတာပါနောက်ပိုင်းထားဟာလက်ရှိမှာအောင်မြင်မှုလမ်းကြောင်းပေါ်မှာရှိန်ဟုန်နဲ့တန်လန်းနေပြီးရှူတင်တွေအလုပ်တွေနဲ့အလွန်အလုံးများနေတဲ့မင်းသမီးတယောက်ပါ ဒီလိုအချိန်မှောင်စုပ်ပြေနေနေသူတငယ်ချင်းရဲ့အချိန်လေးကိုနားလိုက်ပြီးအာနာရာကြောင့်မဖိတ်ကြားတော်မျိုးလည်းဖြစ်နိုင်ပါတယ်။တခါတလေမှာခင်မင်းမှုတွေကဘဝရဲ့လမ်းကြောင်းတွေမတူညီတော့တဲ့အခါမှာအရင်လိုမရှင်းနိုင်တော်တာမျိုးလည်းရှိတတ်ပါတယ်။နောက်ဆုံးမှာတော့သူတို့ရဲ့ခင်မင်းမှုအချိန်မှောင်ကိုသူတို့ကိုယ်တိုင်ပဲအသိဆုံးဖြစ်မှာပါ။ပရိသတ်တွေကတော့တချင်ကအားကြခင်ရတဲ့ချင်းဖော်တငယ်ချင်း၃ယောက်ကိုပြန်လဲတူတကွမြင်ချင်နေကြတော့မှာပဲ။ ပရိသတ်ကြီးတို့ကရောဒီကိစ္စပေါ့ဘလို့မြင်ပါသလဲ comment မှာမျှဝေပေးခဲ့ကြပါအောင်ရှင်မြန်မာပြည်မှာတစည်းရင်ရှိတဲ့3000တန်ပြန်ကားကြီးကိုချပြန်လိုက်တဲ့အချမ်းသာဆုံးတတိမာလေး LK ရန်ကုန်မြို့ရဲ့တောလာများတဲ့လမ်းမကြီးပေါ်မှာအလုံးကလေးပြန်ကြည့်ရလောက်တဲ့စွမ်းဆောင်ရည်ဒီဇိုင်းနဲ့ပြန်ကားကိုပိုင်ဆိုင်ထားတာကမြန်မာနိုင်ငံမှာအောင်မြင်ဆုံးနဲ့အတက်ငယ်ဆုံးစီးပွားရေးလုပ်ငန်းရှင်တတိမာလေး LK ပါ အလကေပိုင်ဆိုင်ထားကမြန်မာပြည်မှာတစည်းရဲတာရှိပြီးတန်မိုးအပြင်3000တောင်းကျော်တန်မိုးရှိတဲ့ Chevrolet Corvette CRZ7 ပြန်ကားကြီးပဲဖြစ်ပါတယ်။အမေရိကန်ရဲ့ကန်တော်ရမာဆယ်ကားနေတဲ့ကထင်ကရမျိုးဆက်ဖြစ်တဲ့ဒီကားဟာသူ့ရဲ့စွမ်းဆောင်ရည်မြေ V8 အင်ဂျင်ရဲ့ဟိန်းသံပြင်လွှားတဲ့မျက်နှာကောင်လိုလှပတဲ့လောက်ခတ်တဲ့ကိုယ်တဲ့ဒီဇိုင်းနဲ့ကဘာတဝန်းကကားချစ်သူတွေကိုအမြင်နဲ့စွဲဆောင်နိုင်ကြတာပါ။ အစောပိုင်းမှာတော့ဒီလိုကဘာကျော်စူပါကားတစ်စီးကိုမြန်မာပြည်မှာဘယ်သူများပိုင်ဆိုင်ထားသလဲလို့အားလုံးကစိတ်ဝင်စားနေကြတာပါဒီကားရဲ့ပိုင်ရှင်ကတော့တခြားသူမဟုတ်ပါဘူးအခုချိန်မှာအောင်မြင်ဆုံးလူငယ်မျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တူဖြစ်ရက်တီနေတဲ့တထင်းမလေး LK ပဲဖြစ်ပါတယ် သူမရဲ့ဒီလိုရှားပါပင်အလွန်တမိုးကြီးတဲ့ကားကိုပိုင်ဆိုင်နိုင်ခြင်းကအတန်ငယ်ငယ်နဲ့ကြီးကြီးတဲ့ချမ်းသာနေတဲ့သူမရဲ့အောင်မြင်မှုကြောင့်လို့ဆိုရမှာပါ။အဲလီကေဆရာချမ်းသာတဲ့မျိုးရိုးကနေစဉ်တန်လာသူတူဖြစ်ပေမယ့်အဲ့ဒီအပေါ်မှာပဲရက်တီနေသူမဟုတ်ပါဘူး။အဲလီကေဟာပြိုင်ဆိုင်မှုပြင်းထန်တဲ့မြန်မာနိုင်ငံရဲ့အလှကုန်စည်းကွက်ထဲကိုသူမရဲ့ Life Queen ဆိုတဲ့ brand နဲ့အောင်မြင်စွာ ထိုးပါဝင်ရောက်နိုင်ခဲ့တာကသူမရဲ့ရည်ချင်ကိုတက်သေးပြနေပါတယ်။ ်မိဘရှင်ဝါကိုအားကိုးစရာမလိုပဲကိုပိုင်ရည်ချင်းထက်မြက်တဲ့စီးပွားရေးအမြင်နဲ့မဆုံးမနစ်စ조사မှုတွေကြောင့် live queen ဟာမြန်မာမျိုးသမီးတိုင်းရဲ့ရှင်နေမှာနေရာတနေရာကိုအခိုင်အမာရယူနိုင်ခဲ့ပါတယ် စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ဒါမကပဲ beauty vlogger တယောက်အနေနဲ့ရောဘဝနေထိုင်မှုပုံစံတွေကိုလမ်းညွှန်ပေးတဲ့ life guide တယောက်အနေနဲ့ပါပရိသတ်တွေကိုအကျိုးရှိစေတဲ့ video တွေမျှဝေပေးလို့ရှိရကြောင်းဒီမှာဟောင်းထုတ်ကုန်တစ်ခုကိုရောင်းချနေသူဆိုရတဲ့လူနေမှုဘဝပုံစံတစ်ခုကိုဖန်တီးပေးနေတဲ့သူလူငယ်တွေတွန်းစံပြထားတဲ့ role model တယောက်ဖြစ်နေရပါရှင့် သူမရဲ့အောင်မြင်မှုတွေကစီးပွားရေးနဲ့ပိုင်ဆိုင်မှုတွေကရှက်တက်မနေပါဘူးအခုဆိုရင်အများကအားကြရတဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုပေါ်အားလေးကိုလည်းတီထောင်ထားနိုင်ပါပြီ ။လွန်ခဲ့တဲ့အချိန်ကပဲသူမနဲ့သူမရဲ့ခင်မွန်တို့ကနေချစ်စရာကောင်းတဲ့တမိရဏလေးအတီရာခေကိုမွေးဖွားခဲ့ပါနဲ့။မြမချမ်းသာဆုံးစီးဝင်မျိုးဆက်ဖြစ်တာနဲ့ညီတမိလေးရဲ့စေယုံကအိမ်ပြန်ကြိုဆိုပွဲကိုတော့နတ်သမီးလေးတစ်ပါးကိုကြိုဆိုနေတကယ်တော့ပန်းနဲ့ငွေတွေနဲ့ခင်းခြင်းပြီးတိန်းထောင်ကြီးကုန်ကြခန်းကခန္ဓာကြီးကျယ်စွာကျင်းပခဲ့တာကလည်းသူမတို့မိသားစုရဲ့ကြွယ်ဝမှုနဲ့တမိလေးပေါ်ထားတဲ့မေတ္တာကိုပေါ်လွင်စေခဲ့ပါတယ်။ ဒီလိုအောင်မြင်တဲ့ CEO တယောက်စူပါကားပိုင်ရှင်တထေးမတယောက်ကနေမိခင်တယောက်ဖြစ်ကူပြောင်းသွားတဲ့သူမရဲ့ဘဝအခမ်းကဏ္ဍတကလည်းပြိသက်တွေအတွက်အလွန်စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်ဒါကြောင့်အဲလီခင်အောင်လူငယ်တယောက်ဖြစ်ပေမယ့်ပုံမှန်မြင်နေကြတထေးသမီးပုံစံခွက်ထဲကခွဲထွက်ပြီးကိုပိုင်အောင်မြင်မှုရှားပါးတဲ့ပိုင်ဆိုင်မှုတွေနဲ့ပျော်ရွှင်တဲ့မိသားစုပေါ်ကိုတိဆောက်ထားနိုင်တာဟာလေးစားစရာကောင်းတယ်လို့အားကြောက်စရာလည်းကောင်းပါတယ်။ သူမရဲ့ဘဝစကြောင်းကကျမတို့ကိုစူးစမ်းရင်ဘာမှမဆိုဖြစ်နိုင်နဲ့။အောင်မြင်မှုဆိုတော့ကိုယ်တိုင်ဖန်တီးယူရတဲ့အရာဖြစ်တယ်ဆိုရင်သင်ခန်းစာကိုပေးနေသလိုပါပဲ။ဒီဗီဒီယိုကိုချစ်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ရောမြန်မာပြည်မှာတစည်းတည်းရှိတဲ့ကာပိုင်ရှင်တတိမလေး LK ရဲ့ဘဝရဲ့ပဲပိုင်းကိုအလေးစားဆုံးတယ်။ဘဲချက်ကကိုယ့်အတွက်အားကြစရာကောင်းဆုံးလေးဆိုတော့ comment မှာမျှဝေပေးတော့ကြပါအောင်ရှင်။ ရန်ကုန်မြို့မှာဘောလိဝုဒ်ဆန်ဆန်ဖြစ်သွားတဲ့ပါရမီလမ်းပေါ်ကရှင်ထင်းရဲနဲ့ဆူဆူကီကဖြစ်စဉ်ရန်ကုန်မြို့ရဲ့ထင်ကရလမ်းမကြီးတစ်ခုဖြစ်တဲ့ပါရမီလမ်းပေါ်မှာဘောလိဝုဒ်ရုပ်ရှင်ကားတွေကလူဖြစ်ပွားခဲ့ပြီးရှင်ထင်းရဲကတရုတ်တိုက်ဆွဲကတဲထိတ်ရှင်ဖို့ဖန်စီခင်ရတဲ့ဗီဒီယိုဖိုင်တစ်ခုကအင်တာနက်ပေါ်မှာပြန့်နှံ့နေပါတယ်ဖြစ်စဉ်ကဒီလိုပါရှင်ပါရမီလမ်းမပေါ်မှာရစီကနဲ့ညီတာဝန်ထမ်းဆောင်နေတဲ့ရှင်ထင်းရတူကဟိုက်ချက်ကားတစ်စီးကိုရက်တန့်စစ်ဆေးဖို့ကြိုးစားခဲ့ပါတယ် ဒါပေမဲ့အဆိုပါကားကရက်တန့်ပေးခြင်းမရှိဘဲရှေ့ကုန်ဆက်လက်မောင်းနေခဲ့ရကြောင်းတားဆီးဖို့ကြိုးစားတဲ့ရှင်ထင်းရဲ့ရရှိခမကားနဲ့အတူလမ်းတစ်လျှောက်ပါသွားခဲ့တဲ့အလွန်မင်းရင်ထိတ်ရှားကောင်းတဲ့မြင်ကွင်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။အင်တာနက်ပေါ်မှာပြန့်နေနေတဲ့ရုပ်သံဖိုင်တွေမှာတော့မြေရသူတိုင်းအတွက်အာအသင်ထိတ်နှံစရာဖြစ်ခင်ရပါတယ်။ဒီလိုအလုံးအတွက်စိုးရိမ်စရာကောင်းတဲ့အခြေအနေမှာပဲနောက်ကနေလိုက်ပါလာခဲ့တဲ့တက္ကစီကားနှစ်စီးရဲ့လှုပ်ဆောင်ချက်ကတော့တကယ်ကိုချီးကျူးစရာပါပဲ။ အဆိုပါတက္ကစီမောင်းနေသူတို့ကသူတို့ရဲ့ကားတွေနဲ့အချိန်မီပိတ်ဆို့ကားပေးခင်တာကြောင့်အချိန်နဲ့မောင်းနေနေတဲ့ကားကိုရပ်တန့်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။သူတို့ရဲ့အမျက်ဆုံးဖြစ်နိုင်မှုနဲ့စွန့်စားမှုကြောင့်အချိန်နေဆိုးတစ်ခုကိုအချိန်မီထိမ့်သိမ်းနိုင်ခဲ့တာပါ။ဒီဖြစ်စဉ်ရဲ့ရုပ်သံဖိုင်ကိုကြည့်ရှုခဲ့ကြတဲ့လူမှုကွန်ရက်သုံးဆွဲသူတွေကြားမှာလည်းပြောဆိုကြမျိုးမျိုးထွက်ပေါ်နေပါတယ်။အများစုကတော့တာဝန်ကိုအလေးထားတဲ့ရှင် ကားဒရိုက်ပါကိုမြင်မြင်ချင်းချင်မိသွားတဲ့မော်တော်ပီကယ်ဦးလေးကြီးသူစန်းနာလေးကြီးပဲမြဲပြနေတဲ့မြန်မာနိုင်ငံမှာကားဒရိုက်ပါတူကိုမြင်မြင်ချင်းချင်မိသွားတဲ့မော်တော်ပီကယ်ကြီးရဲ့ဗီဒီယိုဖိုင်ဟာအွန်လိုင်းပေါ်မှာကစ်စားလုံနေပါတယ်အစိုးရချစ်ဆန်းဝန်ခံဟာရန်ကုန်ပါရမီလမ်းမကြီးနေညဘက်မှာဖြစ်ပွားခဲ့တာလို့သိရပြီးလူအလုံးကိုပစအဟောင်းသားဖြတ်သွားစေခဲ့တာပါဖြစ်စဉ်ရောက်ခွေးပလူတစင်ဟာမိနစ်ကိုနှစ်ခန်းနီလောက်တောင်ခေမဆိုင်ပဲဖြတ်တန်းသွားလာတဲ့မှုပဲဖြစ်ပါတယ် ဒီပိုင်းနေမှာအမြဲတင်းရှိနေတဲ့ကိုဘဲဦးကလည်းအာမပေးပဲအနာပြည့်ကတ်တော်သားပဲဖြစ်ပါတယ်။ခင်းဆက်ဆက်ကမြမမော်တော်ပီကနေပြည်သူလူထုဟာလိုက်တန်းပြည်တန်းဆော့ခဲ့ကြတာနှစ်ပေါင်းမနည်းတော့ပါဘူး။ဘဲဦးကမြင်လဲဘဲဦးကဆော့လိုက်ပြီးပြည်သူကမြင်လဲပြည်သူကအရှင်ဦးအောင်ပြေးကြတာပဲဖြစ်ပါတယ်။ဒီတစ်ခေါက်ဖြစ်စင်မှာတော့ဘဲဦးကအရင်မြင်သွားပုံပေါက်ပြီးတော့ကားကိုရပ်ဖို့ကားတော့ကိုလမ်းယူခဲ့ပါလေ ်ဒါပေမဲ့ပြည်သူကဘဲဥကိုမြင်မြင်ချင်းချစ်ခင်သွားပြီးလီဗာကိုအတင်းနှင်းမာတော့တယ်ကားကတလိန်ချင်းကနေတဖြည်းဖြည်းမြန်လာတာကြောင့်ဘဲဥကလည်းကားတကားကိုအတင်းကင်ထားပြီးပါသွားခဲ့တာပဲဖြစ်ပါတယ်ပါသွားရမှာတတော်ဝီဝီထိပါသွားခဲ့တာပဲဖြစ်ပါတယ်ပါရမီလမ်းမဆိုတော့ကညဆိုရင်ကားပေါင်းတောင်းချောက်တောင်းနဲ့ရှုပ်ရှက်ခတ်နေတဲ့နေရာဖြစ်တာကြောင့်ဘဲဥကတော့တတော်လေးလန့်သွားတဲ့ပုံပါပဲလန်တော်လန်လာရီနဲ့တက္ကစီသမားတွေဝိုင်းတားလို့သာကားကရက်သွားတာပဲဖြစ်ပါတယ်။မဟုတ်ရင်ကားသမားကအိမ်ထိကော်သွားမယ့်ပုံဖော်ပါတယ်။ ဒီဖြစ်စဉ်ကြောင့်လမ်းသွားလမ်းလာတွေကလည်းစိတ်တူခဲ့ကြပြီးဝိုင်းတာတဲ့တက္ကစီသမားတယောက်ဆိုရင်မောင်းပြေးတဲ့ကားသမားကိုထိုးချိတ်တဲ့အထိဖြစ်ခဲ့ပါတယ်။ ဖြစ်စဉ်ကိုသိရတဲ့သူတွေကလည်းရှင်တမမနဲ့ပြည်သူဝန်ထမ်းကြီးကိုစိတ်ပူပေးခဲ့ကြပါတယ်။တချို့ဆိုရင်တာဝန်သည့်ပြည်သူကိုလေးစားတယ်။ပြည်သူတွေပါပူးပေါင်းပါဝင်မှမူကင်းရောကြမှာပြင်းထန်တဲ့တရားစီရင်တာပဲလိုချင်နေ။ကားသိန်းလိုင်စင်သိန်း1000ခန့်နဲ့ချအဲမှုကိုစောင့်ကြည့်နေမိ။ဝိုင်းတာပေးတဲ့ပြည်သူတွေကိုလေးစားတယ်။စီးပြက်ကန့်ပြက်ရှင်မောင်းကိုတော့တိရောက်စွာရေးယူပါလို့အပြုသဘောဆောင်တဲ့စကားတွေကိုလည်းပြောခဲ့ကြပါတယ်။ လူတချို့ကတော့ဘဲဥတွေကိုဖြစ်တင်ခဲ့ကြပြီးစီကံထိမ့်သိမ့်တာကနင်းနေလှုပ်ရှားတာကများများလို့ဝေဖန်ခဲ့ကြပါတယ်။ပရိသတ်ကြီးတို့ရောတီးဖြစ်စဉ်ကိုဘယ်လိုထင်ပါသလဲ။အဖြစ်လေးကိုမှန်မှပြောပြသွားကြပါဦးနော်။